ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာယခုရက်ပိုင်းတွင်သမျှတိုင်လူရက်တဲ့ဖြစ်စဉ်များပုံမှန်ဖြစ်များလာတယ်လို့ဒေသခံများထံကသိရပါတယ်။ဖားကန်မြို့နယ်မှာတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးနေမြေမငြိမ်သက်မှုများကိုအခွင့်ကောင်းယူကောင်းဒေသခံပြည်သူများအတွက်လုံခြုံရေးများအပြည့်အဝမဆောင်ရွက်နိုင်စေသမျှတိုင်လူရက်မှုများကိုပုံမှန်လုံဆောင်လာကြတယ်လို့ဖားကန်မြို့နယ်ရမိရဖတူကပြောပါတယ်။ အခုနောက်ပိုင်းဓမြတိုက်လူရွက်မှုတွေကဆက်တိုက်လိုလို ဖြစ်လာတယ်။ဒီလိုဖြစ်စဉ်တွေမှာလည်းအဖွဲလိုက်လူရွက်တောင်းဒါထောက်လူရွက်သားတွေထက်တနက်ကင်ချင်းချောက်ပြီးဓမြတိုက်တဲ့ဖြစ်စဉ်တွေကပိုများလာတယ်။အများစုကတော့လုံခင်းမော်စီစားတဝိုက်မှာဆိုရင်ပိုပြီးအဖြစ်များတယ်။ဒီဒေသတွေကလက်တလောတိုက်ပွဲဆက်နေတဲ့နေရာတွေလည်းဖြစ်တယ်လို့သူကဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ည6:00နာရီခွဲအချိန်ခန်းကလုံခင်ဖျားကြောင်အနီးတနက်ကင်ကလမ်းသွောလမ်းလာတူထားမှငွေကျပ်သိန်း30ကျုံဖုန်းနဲ့ဆိုင်ကယ်ကိုလှည့်ရခဲ့ပြီးနိုဝင်ဘာလ30ရက်နေ့ည9:00နာရီအချိန်ခန်းကလည်း King KTV အနီးတနက်ထောက်သမ ्या တိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တနက်ကင်ချိန်ချောက်၍သမ ्या တိုက်မှုကျွလွန်တဲ့လှုပ်ရက်များဟာလက်နက်ကင်ဖွဲ့စည်းတစ်ခုမဟုတ်တစ်ခုနဲ့ဆက်ဆက်ပတ်သက်နေကြောင်းသုံးသပ်ယူဆရပါတယ်လို့လုံခင်ကြီးရွာနေတရားခံတူကပြောပါတယ်။အရင်လိုဓာတ်ထောက်လှည့်ရတာတွေဆိုရင်တော့စီးသမားတွေစီး းလိုလို့ရရလောက်ကြတယ်လို့သုံးသပ်ရမယ်။အခုကတနက်အရှိရအတူရအစုံအလင်းနဲ့သမျှတိုက်တော့လက်နကင်ခွဲရရဲ့ပယောကပဲလို့သုံးသပ်လို့ရတယ်။အခုကထီးထွေးတိုက်ပွဲတွေဖြစ်နေတော့လိုအပ်တဲ့ရိတ်ခါအတွက်စက်ကြီးတွေအပြင်ရရနီလန်ပေါင်းစုံသုံးပြီးအခုလိုပြည်သူတွေကိုနှိမ့်ဆက်ကြတယ်လို့ယူဆမိတယ်လို့သူကဆိုပါတယ်။ဖကန်ဒေတာမှာယခုရက်ပိုင်းအတွင်းသမျှတိုက်လူရဲမှုများဆက်တိုက်ဖြစ်ပွားလာပြီးပြီးခဲ့တဲ့နိုဝင်ဘာလတလအတွင်းလူရဲသမျှတိုက်မှုဖြစ်စဉ်ပေါင်းအကြိမ်20ထက်မနည်းရှိခဲ့တယ်လို့လူမှုကွန်ရက်စာမျက်နှာများပေါ်မှာစစ်တမ်းများအရသိရပါတယ်။